ားလုံးပဲမင်္ဂလာပါဗျာကောင်းတဲ့သတင်းထဏာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ဖိုင်ရတော့တံတော်စကန်တွေဆုံးရှုံးသွားရတာကကာချုပ်ကြီးအပြစ်ခက်ရင်ဆဲတာနဲ့မဆိုင်ချောင်းကိုစစ်သားဦးလေးကြီးပြောလာရုပ်သံမီတို့ဘာလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာအဲ့ဒီဦးလေးကြီးကအဲ့ဒီအကြောင်းအရင်းနဲ့ပတ်သက်ပြီးဘာလို့ဘယ်လိုပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထားလာပါအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ိုင်းပေါ်မှာပြောပြောနေကြတဲ့အရာလေးတွေပေါ့ဗျာအများစုပြောနေတဲ့အပြစ်ခတ်ရစဲလို့စခန်းနေကြတယ်အစခန်းနေကြတာတော့သူကြတိကြတိုင်းလို့တော့မဟုတ်ဖျဲသီးရှိလို့တော့မဟုတ်လာရိခါခရခရကုန်ခန်းသွားလို့อืมဒါမျိုးကြတဲ့အပိုင်းနေရှိတာပဲလေအထက်လူကြီးကတော့သူအပြစ်ခတ်ရစဲလို့ကြီးညာထားမယ်အောက်မှာ တွားပြီးတော့ပေါ်ရလို့မမြင်တာဒါကြောင့်ကြားတဲ့အကြောင်းကြီးကအဲ့ဒါနဲ့မဆိုင်ဘူးဒီဗျာအနေကကအတိုင်းဝိုင်းနဲ့လုံနေတဲ့ချိန်မှာတချို့ကြီးနေနေရတော့လွယ်လို့ရမှာပဲလीဒီလိုကြီးညာပြီးမှပဲဖြစ်မှာအလောက်ဟာတိုက်တီပြူနိုင်ငံကြီးပျက်စီးနေတဲ့အချိန်မှာအိမ်နေပြူဟာလမ်းနေပြက်ဒီနိုင်ငံအကောင်းဆုံးက စစ်တိုက်ဖို့ပဲဥတည်နေလားဆိုပြီးပြောလာအောင်မယ်အပြောကမလို့ပြအဲ့တော့ဘောတရားအရာအပြစ်ခတ်ယာယီရက်စဲတယ်ဆိုလုပ်တယ်ဒါပေမဲ့အောက်မှာရက်မှတ်မရတာချရသူတို့ချကိုချပဲဒီအဲ့တော့သခန်းကြီးကြပါဆိုတဲ့အကြောင်းကြီးဟာအပြစ်ခတ်ရက်စဲတာနဲ့မဆိုင်ဘူးပြအစရရကြချင်းချင်းအဲ့လိုသခန်းကြီးပဲဖြစ်တာပါပဲတော်သူအပြစ်ခတ်ရက်စဲတာနဲ့ကြတယ်ဘာမှမဆိုင်တာဗျာ ဒါ ਉਹ ပဲအပြစ်ခတ်ရဆဲကျင်တာကိုရဆဲအုံးလို့ဘုံတိကိုမင်းတက်ပြောတဲ့လူတွေရှိနေအောင်လို့အအောင်လို့မဆိုဘူးကြည့်လိုက်ပြန်တော့လေစစ်သားဆိုတာအခုမှမြင်ပြတဲ့လူမျိုးစစ်တပ်ဆိုတာအခုမှသိတဲ့လူမျိုးတက်မတော်သားအများစုကတော့ပြောကြပြသိကြတယ်ကိုကျွန်တော်ဖက်မာရီတိုင်ပြီတော့သူအပြစ်ခတ်ရတဲ့ရတာပဲအော်မှချနေတာတဝက်ဖြစ်နေတာချနေနေနေဖြစ်နေတာအဲကျွန်တော်ပြောလို့တာနိုင်ငံတကာနဲ့ဟလာကဘာနဲ့ရှိပြီးတော့မှတချုပ်က လူကြီးကလှုပ်တင်တာလှုပ်တယ်သူဟာသူကြီးညာတယ်အောက်မှာတော့နာမည်ရပဲပြခတ်ရဆရာလေးအောက်မှာတော့ချနေတာပဲလीအဲ့ဒါအောင်မှာစင်ကြီးတဘောတဘောမျိုးနဲ့ပြခတ်ရဆရာတို့မရုစခန်းကြဆိုတာအဲ့ဒါအဖြေဖို့ပါဦးကစင်ကြီးတွေပါပြောလို့ဒါတော့အပြစ်ကရဆဲတာနဲ့စခန်းတွေကြရနေတာမဆိုင်ပါဘူးလို့ပဲပြောလို့ရတယ်ဒီလောက်ပါပဲမင်္ဂလာပါ ကျုံနာမယ်ဥသွဲပါမြင့်ကြီးနာဘက်ကနေစာပြီးရေတွေကြီးလာပြီဆိုတော့အရာဝီမြက်ကအော်ကြတော့မှာပေါ့ဗျာဒုက္ခတွေဒုက္ခတွေလွတ်ထားလိုက်ပါသူကိစ္စသူရှင်းလိုက်ပြီးသူပြီးသူနဲ့အရင်လည်းလှဲ့ကြည့်မင်းနဲ့အဲ့တော့ရေပေးကြစေကြီးဆိုပြီးစစ်သားတွေမတုံးပါနဲ့စစ်သားတွေစစ်တိုက်ခိုင်းမှာဟုတ်တယ်နော်ငရင်လှုပ်လို့လဲစစ်သားတွေမတုံးပါနဲ့သူကိစ္စသူလှုပ်လို့မစစ်သားတွေကိုစစ်တိုက်ခိုင်းမှာစစ်တိုက်ပါ အာဆောင်နေတဲ့ရခိုင်တို့ဘာတို့လဲတိုက်ပါအဆောက်ထွမျက်နိုင်ဟမ်အဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်တို့စစ်သားစစ်တပ်သားပဲကောင်းပါလားသူတို့လည်းလူတွေပဲပြည်သူဆိုလည်းလူပဲစစ်သားလည်းလူပဲအဲ့တော့သူတို့ရဲ့ကိစ္စသူတို့နေမှတိုင်သူတို့ကိစ္စသူတို့ပဲလုပ်ပါစေနော်အဲ့တော့အာရခတတ်တော်ကြီးကနေရခိုင်ပြည်ဟမ်ရခိုင်နိုင်ငံတော်ကြီးထောင်မယ်ဆောက်ယူတယ်ရခိုင်နေဘလောက်အားလဲခင်ဗျားတို့သိလား ဟမ်ပင်လေကန်းစားနေပင်လေကြီးတင်မဟိမောက်တာလို့လို့ဘာလို့လို့နဲ့ပြီးပါရီစီးပြီးပါရီမျောလာပြီးကန့်ကတ်တော့အဲ့ရွာမှာပညာရှိဆုံးရခိုင်ပေါ့ဗျတကြီးပေါ့ဟဲ့ဘာလို့မလဲဆိုဟာတီးရတဲ့ဓာတ်စီဆိုစားမြောင်ဒါရီကလာဟာဒီတွန်းပလိုက်ငါတို့ပြီးပါရီယူမယ်အဲ့ကြတော့ဘာဖြစ်လဲဆိုတော့အဲ့ထက်မှာဘောလုံးတစ်လုံးပါလာရီထဲမှာလှုပ်စီလှုပ်စီဆိုဟာဘာကောင်းလဲမသိဘူးဝိုင်းတာဝိုင်းတာမလို့စင်းနဲ့ အဲ့တော့အမဲ့ဆုံးတကြီးပေါ့ကွာတခါတော့ဝလုံးနဲ့ပြေးရဒုံးသူရေထဲမှာဆိုဘောလုံးကြီးခုံဟိုးပတ်ပြေးနေရတာအဲ့လောက်အားရရခိုင်ရရခိုင်ပြီးထောင်းမယ်ဟာကြီးစရာကြီးအဲ့တော့ပြောချင်ပါတယ်ခါကျင်အုံနဲ့ထွက်လာတဲ့ခါကျင်လေးတို့ပဲလိုက်ပြီးတော့မတက်ပါနဲ့ခါကျင်အုံကြီးကိုမိချိုးလိုက်ပါအဲ့ဒါဆိုအထဲထဲမှာရှိတဲ့အကောင်ပေါက်လေးတွေဥတွေအကောင်ကြီးတွေပါအကုန်သိသွားလိမ့်မယ် လှုပ်တင်တာအဲ့ဒီလိုလောရမှာမိချို့ရမှာအတိုက်တွေကိုမိချို့ပါထွက်လာတဲ့လူပဲလိုက်တိုက်နေပါနဲ့အချိန်ကုန်တယ်အဲ့တော့ဂူကဲမှာထောက်ကြည့်လိုက်ရင်ဘယ်နေရာဘာကြည့်တယ်တိနေတာပဲဗျာပြီးတော့စစ်သားတွေတိုက်ရောက်ပြီးဆိုလဲ10မျိုး10ပေါင်းလှုပ်ဆိုပြီးတော့မှတခါတည်းဘာမို့လဲဒီပြီးသူဆိုတဲ့လူတွေကိုပဲတိုက်ချစ်ထွက်ပြီးရောင်းပြီးချော့စည်းနဲ့တကယ်တော့ကုတရစစ်သားတွေကြတော့အဲ့စည်းနဲ့ပြန်ဝယ်စားလို့မရဘူးဟုတ်လားတာတူတွေမွေးတယ်အကောင်တွေမွေးတယ်ပြီးတော့ဒီပြည်သူ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 နဲ့ ဒါလေးနဲ့ပဲပြီးနေတယ်မလို့အပ်ပါဘူးစစ်တိုက်ပါစစ်သားစစ်တိုက်ပါစစ်သားတွေအရေးရှိကြည့်အောင်တင်တန်းနေပေးပါစိတ်ဓာတ်တွေတက်ကြွအောင်လုပ်ပေးပါနားကျင်ခဏပြုံးနားတိုက်ဟာအဲ့လိုမျိုးဖြစ်ရမှာအခုတော့ဘယ်မှာဖြစ်ဖြစ်ခံလိုက်ရပြီကြာဆုံးသွားပြီဆိုတော့တို့တို့ယင်ထဲမှာနားတယ်ဗျာစစ်သားတွေနော်မကြဘူးတဲ့ဟာတွေအဲ့တော့တတ်မတော်ရှိလို့ဒီစကားကိုပြောမိတာဆဲကျင်တဲ့ကောင်ဆဲပါကျွန်တော်ပြန်မဆဲဘူးအကောက်ပိတ်သွားတယ်အားလုံးကျေးဇူးတင်ပါတယ် ကဲကိုမျိုးဝင်ဒီတခါတော့ခင်ဗျာဒေါ်အောင်ဆန်းစုကြည်နေရမှာခဏလေးနေကြည့်ပေးပါဦးဟိုတခါတော့တက်ချုပ်ကြည်နေရမှာဒီကဒေါ်အောင်ဆန်းစုကြည်နေရမှာပေါ့ဒီအပိုင်းမှာကလည်း तू လွန်ကျင်းနဲ့လွတ်ချင်းမလွတ်ချင်းတအားဟော့နေတာပေါ့ဟုတ်ကဲ့အဲ့တော့လွန်ကျင်းနဲ့ तू လွတ်လာပြီခင်ဗျာဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီဇာနေသိန်းသမားတယောက်နဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီအဲ့ဒီအချိန်မှာဇာနေသိန်းသမားကဒေါ်အောင်ဆန်းစုကြည်ကိုမေးပြီပေါ့ဗျာ မေအခုလက်ရှိ NUG အစိုးရအပေါ်မှာအမေအနေနဲ့ဘယ်လိုမြင်ပါသလဲဆိုရင်ခမရတာဒေါအောင်ဆန်းစုကြည်ဆိုရင်ဘယ်လိုဖြစ်ရအဲဒေါအောင်ဆန်းစုကြည်နေရာကသူ့ရဲ့တမိုင်းကြောင်းလေးတွေပြန်ပြီးတော့လေ့လာပြီးတော့ပြန်ဖြေကြည့်ရရင် NUG အစိုးရရဲ့လူဆောင်ချက်တည်နေမှာသူ့အတွက်လုပ်တယ်လို့ယူဆပြီးတော့ဖြေရမယ်လို့ရှင်ပြီ NUG အစိုးရကစေစိုးရကိုတော်လန်တာဖြစ်တဲ့အတွက်မှန်ကန်ပါတယ်ဒါပေမဲ့ကျမအနေနဲ့ အကျံဖက်လူတက်နေတဲ့ဒိသတွေကိုသဘောမတူပါဘူးလို့ကိုလိုရုံးမြည်ပြပါတယ်အဲ့လိုဖြေလိမ့်မယ်လို့ယူဆတယ်ဟုတ်ကဲ့ဒါသူ့နေရာမှာခမရဝင်လိုက်တာဟုတ်ကဲ့တကယ်လို့ခမရသာဒေါ်ဆန်းသူကြီးကိုပြောရေးဆိုခွင့်ရှိတဲ့ပုံကိုတယောက်ဖြစ်မယ်ဆိုရင်ဘလို့ဖြေမျိုးဖြေလိုက်ပါလို့ခမရတိုက်တွန်းတယ် energy အစိုးရကိုအမေအနေနဲ့လက်သင့်ခံပါသလား energy အစိုးရရဲ့တည်ရှိမှုလက်သင့်ခံပါသလားဘာပြောချင်ပါသလဲလို့မြန်မေးခဲ့ရင်ခမရလည်းဒေါ်စုကို ပြောရေးဆိုခွင့်ရတဲ့စကားအောင်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မယ်ဆိုရင်ဘယ်လိုစကားမျိုးတော့ဖြေလိုက်ပါလို့ပြောတယ်ကျွန်တော်အကြံဉာဏ်တွေတော့ကြာသူတို့တွေသုံးချရတာဖြစ်သွားဘာပဲပြောပြောဒါတိထားတာလည်းမမှားဘူးပေါ့ဗျအဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အကြံပေးရရင်တော့ဒီသူတို့ပြောတဲ့စကားလုံးအတိုင်းပေါ့ဗျာဟုတ်ကဲ့ပြည်သူထောက်ခံတဲ့ပြည်သူအစုအစည်းကနေပြီးတော့အာဏာကိုမတရားတဖြင့်ရယူထားတဲ့စစ်ဆေးရကိုစန့်ကျင်ပုံကံမှုအတွက်တော်လှန်မှုအတွက် NUG ဖွဲ့စည်းတာကို လက်ခံပါတယ်ထောက်ခံပါတယ်ဟုတ်ကဲ့ခုနပြောတဲ့စကားမျိုးလိုပဲတို့တော့ဒါနဲ့ဆက်ဆက်ပြီးဖြစ်ပေါ်နေတဲ့စိတ်ဒေါသမထိနိုင်တဲ့ energy energy လက်အောက်ခံ PDF တွေရဲ့ဟိုအကျံပတ်တက်ဖြတ်မှုအချို့ကိုလက်မခံနိုင်ဘူးဟုတ်ကဲ့ဒီလိုပဲဖြစ်နေဟုတ်ကဲ့ဒီအစိုးရတည့်ရလို့တို့ကိုယ်သူတတ်မှတ်ထားတဲ့ energy ကိုတော့ တိန်လိုက်ဖို့လို့တရှိနေဖို့လို့တော့ဒါဒီကိုသူ့အနေနဲ့ဘာမှပြောလိမ့်မယ်မဟုတ်ဘူးလို့ခင်ဗျာတင်တယ်မပြောတော့ဘူးဟုတ်ကဲ့ဗျအဲ့ဒါတော့ဘာကြောင့်လို့ဖြစ်မယ်တူတယ်ကျောကျောထောင်းနောက်ကန်ဘက်ကောင်ကြောက်တယ်မဟုတ်ဟုတ်ကဲ့ဒီလုံးကကျောထောင်းနောက်ကန်ဟုတ်ကဲ့ပါအင်းအားစုပြီးဒီကုလုံးကြောက်သွားတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့ကအခုလက်ရှိတမ်းမီမှာဖြစ်နေတဲ့စီရေးအခြေအနေနဲ့ပတ်သက်လို့ကျွန်တော်တို့ရဲ့ရွှေပါကြီးရဲ့အခြေအနေကဘယ်လိုအခြေအနေမျိုးရောက်လာပြီလို့ခင်ဗျာထင်ရွှေပါကြီးကတူတာ ဘုမလေးလည်းပြောရတော့ရှေ့ပိုင်းမှာတော့အတော်လေးကိုညံ့ချင်းနဲ့ညံ့ချင်းခဲ့တာဟုတ်ကဲ့ဗျာအမကန်တရားကသူ့ဘက်မှာမျက်နှာသာပြေးလာဟုတ်ကဲ့ဗျာကျွန်တော်တို့ငမပြီးရှမ်းမြောက်မှာအရင်နေနေစဉ်ကာလမှာတော့ဟုတ်ကဲ့တရုတ်ရဲ့ policy ကလက်ရှိပေါင်းရှောင်ခဲ့ဟုတ်ကဲ့ဗျာနောက်ကျွန်တော်တို့ဒီရခိုင် AA AA ဘက်မှာအရင်နေနေစဉ်ကာလမှာလည်းဒီအမေရိကန်ရဲ့သမရအပြောင်းလဲနဲ့သူ့ရဲ့မူဝါဒအပြောင်းလဲအရာလက်ရှိပေါင်းရှောင်ခဲ့ဟုတ်ကဲ့ဗျာအဲ့လိုပဲ ထပ်မံပြီးဖျားပေးလာမယ်ကရင်ယူပေါ့ကရင်ဘက်ကအုပ်စုရဲ့ဖျားပေးမှုကိုခံရတဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ညပုရီကြားဖြန့်ပါညာဆိုပြီးတော့ခြေကုတ်ကိုခြေခြေပတ်ကိုပြတ်နိုင်တယ်အဲတရုတ်ရဲ့ဖျားပေးမှုကြောင့်ဒီဘက်ကဒီဗမာဆိုးရွားကိုအကျက်ကင်ပြီးတော့ခက်တွေ့စီမဲ့ကရင်ယူအပါဝင်ပေါ့နော်ဟုတ်ကဲ့ရောင်းဆောင်ဒီဂျီရဲ့ဒီပါလေဟုတ်ပြောရအကုန်လုံးကတွန့်နေတယ်ဒုက္ခရောက်နေတာဟုတ်ကဲ့အဲ့တော့ကျွန်တော်ကအသက်ရှူပါဦး အများကြီးပြန်ပြောချောင်းသွားတော့တွေ့ရတယ်ဟုတ်ကဲ့ပါဗျာအဲ့ဒါဒီအချိန်လေးကိုပဲအခွင့်အခါကောင်းအဖြစ်အသုံးမချတဲ့ရင်တော့ဒီစစ်တပ်ကတော်တော်ကြီးကိုညံဖြစ်နေစစ်တပ်လို့ကျွန်တော်တို့ပေါက်ပွန်လည်းဝေဖန်ဟောဒါဆိုဒီလိုအချိန်ကောင်းအချိန်ဒီကောင်းလေးကိုအသုံးချပြီးတော့ခင်ဗျားနဲ့ကျွန်တော်တကပြောခဲ့ဘူးလို့ပဲဒီချိန်မှာတော့ညီညာကြီးတကလည်းပြောနေတော့ဘလူးဆိုင်းလေးတီးတင်တာတီးလို့ပဲထပ်ပြောရမှာပါ